ိခံခြင်း ခွင့်လွှတ်ခြင်းမေတ္တာထားခြင်းဆိုတဲ့သဘောတရားတွေဟာလက်တွေ့ဘဝမှာလိုက်နာကျင့်သုံးဖို့အတော်ခက်ပေမဲ့လက်တွေ့ကျင့်သုံးနိုင်ရင်တော့အတော်လေးကိုအေးချမ်းတဲ့တရားတွေပါ တိခံလိုက်လို့ခွင့်လွှတ်လိုက်လို့မေတ္တာထားလိုက်လို့ဖြစ်ပေါ်လာတဲ့အကျိုးသက်ရောက်မှုဟာကိုယ်နဲ့ကောက်ကိုယ်ပဝန်းကျင်ကို အများကြီးငြိမ်းချမ်းသွားစေတာပါပဲတော်တော်များများဘဝမှာပူလောင်ကြတဲ့စိတ်တော့ကဖြစ်ကြတယ်စိတ်ပေမှန်းကြတယ်ဆိုတာတိမခံနိုင်လို့ ခွင့်မလွတ်နိုင်လို့မေတ္တာမထားနိုင်ကြလို့ဖြစ်တာပဲများပါတယ်။ဒါကြောင့်စိတ်မှာဟိုးတွေးဒီတွေးတွေနဲ့လေးနေကြမယ်အစားအနေပေါ့အောင်ဖြေလျှော့တဲ့အနေနဲ့တိခံကြည့်လိုက်ပါခွင့်လွတ်ကြည့်လိုက်ပါမေတ္တာထားကြည့်လိုက်ပါအားလုံးဟာအေးချမ်းသွားမှာပါပဲ။ဒီစာစုလေးကတိခံခြင်းခွင့်လွတ်ခြင်းမေတ္တာထားခြင်းနဲ့ပတ်သက်တာလေးတွေကိုဘုရားအထူးပြုပြီးတော့ပြောပြချင်တာပါ။တိခံတယ်ခွင့်လွတ်တယ် မေတ္တာထားတယ်။ဒီစကားတွေကပြောတော့တာလွယ်တာလက်တွေ့အပေါ်ထဲမှာလက်တွေ့ဘဝထဲမှာလိုက်နာကျင့်သုံးမှုကြတော့တော်တော်ခက်တယ်။ဘဇက်ကတော့အေးမင်းသိခံလိုက်ပါကွာ။မင်းခွင့်လွန်လိုက်ပါကွာ။မင်းမေတ္တာထားလိုက်ပါကွာလို့ပြောတဲ့လူကတော့ပြောတာပဲ။ဒါပေမဲ့ပရိသတ်ရဲ့အဲ့ဒီတရားတွေကလက်တွေ့ဘဝထဲမှာ apply လုပ်ပါလက်တွေ့လိုက်နာကျင့်သုံးမှကြတော့အပြောလွယ်တဲ့လောက်အလုတ်ခက်တဲ့တရားတွေ။သိခံဖို့လွယ်အပြောလွယ်တယ်။ တိခံဖို့ပြောတာလွယ်တယ်လက်တွေ့တိခံဖို့ကခက်တယ်ခွလွန်လိုက်ဖို့ပြောတာကဒါပြောလိုက်တာကလွယ်တယ်လက်တွေ့ဘဝထဲမှာခွလွန်နိုင်ဖို့ကြတော့တော်တော်ခက်တယ်မေတ္တာထားပါလို့ပြောတာကတော့လွယ်တယ်မေတ္တာတကယ်ထားကြည့်ဖို့ကြတော့ခက်တယ်ဒါပေမဲ့ခက်တော့ခက်တယ်လုံနိုင်ရင်လုံနိုင်တာနဲ့အမျှတော်တော်အကျိုးကြီးတဲ့တရားတွေတိခံဖို့ခက်တယ်ဒါပေမဲ့တိခံကြည့်လိုက်ပါတိခံနိုင်ရင်တိခံနိုင်တဲ့အမျှနည်းနည်းလေးတိခံရင် နည်းနည်းလေးအကျိုးကောင်းတာတွေရခွင့်လွတ်ဖို့ခက်တယ်ဒါပေမဲ့ခွင့်လွတ်နိုင်ရင်ခွင့်လွတ်တိုင်းနိုင်တဲ့အမြကောင်းကျိုးကတော့ခံစားရတာမေတ္တာထားဖို့ခက်တယ်ဒါပေမဲ့ထားကြည့်လိုက်ရင်ထားကြည့်နိုင်တာနဲ့အမြသူ့ရဲ့တံပြန်သက်ရောက်မှုအကျိုးတရားကအတော်ကြီးကိုကောင်းမွန်တဲ့အကျိုးရလတ်တွေရစေတာဖြစ်တဲ့အတွက်ကြောင့်ခက်တော့ခက်တယ်ဒါပေမဲ့လှုပ်ကြည့်လိုက်ပါသိခံကြည့်လိုက်ပါ လူတွေကတချို့ကသိခန္ဓာကိုသိခန္ဓာရင်အနှိမ်ခံရတယ်သိခန္ဓာလူကိုပို့ပြီးတော့ဖိခန့်ရတယ်ဒီလိုတွေးတာသိခန္ဓာလိုက်တာဟာရှုံးသွားတယ်လို့ဒီလိုတွေးတယ်အမှန်ကတော့သိခန္ဓာလိုက်တာကလောက်ရတာခက်ပေမဲ့သိခန္ဓာကြည့်လိုက်ရင်ရှုံးသွားတာမဟုတ်ဘူးသိခန္ဓာလိုက်တဲ့ပုံကိုယ်ကြီးမှာအများကြီးအကျိုးသက်ရောက်မှုရှိတယ်ဘုန်းကြီးကအများတန်းတပည့်တွေကိုဆုံးမတဲ့အခါအเจ้าမတော်လပတွေဝတ်တယ်ကိုရင်အเจ้าသားတွေဆုံးမတဲ့အခါအမြဲတမ်းပြောတာကိုရင်လေးတွေတို့အเจ้าသားတို့ တကာတို့တကာမတို့ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်မှာပဲဖြစ်ဖြစ်အစဉ်ပြေခြင်းရင်အချက်၄ချက်ကိုသိခံပါဒီလိုအမြဲတမ်းပြောဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းအချက်၄ချက်သိခံနံပါတ်၁အစာသိခံနံပါတ်၂စကားသိခံနံပါတ်၃ပုံကိုသိခံနံပါတ်၄နေရာသိခံ ီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘယ်သူနဲ့ဖြစ်ဖြစ်အဆင်ပြေတယ်။ဘယ်နေရာမှာပဲအဆင်ပြေတယ်။ဘယ်အချိန်မှာဖြစ်ဖြစ်အဆင်ပြေ။အစာတိခံရမယ်။စကားတိခံရမယ်။နေရာတိခံရမယ်။ပုံကိုတိခံရမယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲအစာတောင်ကြောင့်တတ္တဝါတွေအစာသေးမခံနိုင်လို့ဒုက္ခရောက်တယ်။ကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာလေးစားရလို့အဲ့တော့အစာတောက်ဆိုတဲ့သဘောကလည်းပဲကိုရတာဩ စားကျင်တဲ့စိတ်ရှိလို့ဒါလင် စားလိုက်ရတာဘလောက်ပဲကောင်းတဲ့အစားတောက်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစားတောက်ပဲဖြစ်ပြိတိတ်ဖိုက်ပြည့်မရတာမှမရှိတော့စားနေတော့အရသာရှိတာစားနေရင်လေအကုန်အရသာရှိတယ်မင်ရဟင်းကောင်းဆိုတဲ့ဗမာစကားအဲ့ဒါဘိုက်စားနေရင်လေငပိရနဲ့စားလည်းအရသာရှိတယ်ဟောကိုရီးယားဆိုရင်ချင်ပတ်နဲ့စားလည်းအရသာရှိတာမြို့သေးတဲ့စားလေးနဲ့စားရင်လည်းအရသာရှိတယ်ဘိုက်စားနေတော့ အဲဘိုက်တင်မြန်ပြည့်သွားပြီဆိုတော့ဘလောက်ပဲကောင်းတဲ့ KFC လည်းပဲဘိုက်ဝါနေပါရတာမရှိတော့ဒါကြောင့်မလို့ဘယ်နေရာမှာပဲရရဒါလေးစားမှဖြစ်မယ်ဆိုတဲ့စိတ်အစွဲကိုဖယ်လိုက်လို့ရှိရင်အဲအစားသိခိုင်အဆင်ပြေတယ်ကိုကသာအစားအသောက်ကိုဟိုးရှယ်လုပ်ပြီးတော့စားတာပြိတဲ့တကယ်တမ်းညတော့အစားဆိုတာကအရသာဆိုတာရှားအလေကဇင်းဝပတာတာလေးအဲ့သေးသေးလေးရပဲအရသာခံတာပဲရှားလေးတော့ကြော်သွားလေเจ้าနာရဘာရတာမှမရှိတော့ ဘာရတာမှမရှိလူရဲ့စိတ်ကလည်းပြိတ္တရေအဲ့ဒီအစားအသောက်ကိုဒီမခံနိုင်လို့ပဲတခါစိတ်ကလေးကစားခြင်းဘုန်းကြီးတို့ဆရာတော်ကြီးတပါးကရှားကင်းစားဖြစ်တယ်ရှားကင်းစားဖြစ်တော့အစားအသောက်ကိုပါးစပ်နဲ့စားလို့မရတော့မရတော့အဲ့ဒါနှာခေါင်းပေါက်ကပိုက်နဲ့ပိုက်လေးနဲ့ထည့်ပေးရတယ်အာဟာရတနေ့တော့ဆရာတော်ကြီးကဘာအာတိတလေးဖြစ်တယ်ဆိုတော့ကပိယဒကမကိုပြောဒကမလေးရေတဲ့ ဖုံးဖုံးကတော့လေရွှေရင်အေးလေးဖုံးပေးခြင်းလိုက်တာဆိုတော့ကမာလေးအစိမ်းမကောင်းရွှေရင်အေးကောင်းကောင်းလေးသွားဝယ်ပြီးဆရာတော်ကြီးကိုကတ်ကတ်ပေးမယ်လေပြိသက်ဒီရှာနဲ့ तू မဖုံးပေးနိုင်တော့အဲနှကောင်းပေါက်ကရွှေရင်အေးကိုနှကောင်းပေါက်ကပိုက်လေးနဲ့ပဲထည့်ရတော့တာပဲအော်စိတ်ကလေးကစားခြင်းလို့သူ့မှာစားခြင်းနဲ့အာတိတာဖြစ်ပေမဲ့ဇိဝပတာရပြက်နေတော့အဲ့ဒီအစားတော့အရသာမခံနိုင်တော့စိတ်ပဲစားခြင်းနဲ့လေဒီစိတ်ပဲ မစားခြင်းဆိုတာဒီစိတ်ပဲဘလောက်ပဲကောင်းတဲ့အစားတောက်ပဲဖြစ်ဖြစ်ဘိုးကျမရဲ့မကောင်းလို့တုတ်ကွေးပြီးတော့ရှာပြက်နေပြီဘာရတာမရှိတော့ပြောမလို့စားခြင်းမစားခြင်းဒီကိုယ့်ရဲ့ဖိုက်ပြည့်ခြင်းမပြည့်ခြင်းပေါ်မှာပဲမှုတည်တယ်ကိုစားခြင်းမစားခြင်းပေါ်မှာပဲမှုတည်တယ်အရသာရှိခြင်းမရှိခြင်းဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဖိုက်ပြည့်ရင်ပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့သာလေစားနိုင်အောင်ကြိုးစားအစားအသောက်ကိုတိခန့်နိုင်အောင်ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အစဉ်ပြေတယ် ဒါသီးခံတာအစားအသောက်လည်းသီးခံရဒုတိယသီးခံဖို့ကအစားပြီးတော့စကားကလည်းသီးခံရမယ်စကားလုံးတွေကိုလည်းခံစားလို့ပြဿနာတက်တာနေရာတိုင်းမှာအဆင်ပြေခြင်း ချိန်တိုင်းမှာအဆင်ပြေခြင်းဘယ်သူနဲ့ပဲအဆင်ဖြစ်ဖြစ်အဆင်ပြေခြင်းစကားသီးခံပါစကားလုံးတွေသီးခံရမယ်တို့တွေအဲ့စကားလုံးတွေလိုက်ခံစားတာဟောခက်ချမ်းချမ်းပြောလိုက်လို့ဆိုတော့အဲ့ မကြားချင်တဲ့အတန်တွေကြားလိုက်လို့ဖြစ်တဲ့ဒေါသကိုကြိုက်တဲ့တခြင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက်ဝမ်းသာမှုကျေနပ်မှုမလေးဒီနားကကြားတာပါပဲပြည်သက်ကြီးနော်ဆဲတန်လည်းဒီနားကကြားတာပါပဲတခြင်းတန်လည်းဒီနားကကြားတာပဲတခြင်းတန်လေးကြတော့လိုက်ပြီးတော့ตายပြီးကြီးတော်ကြီးလိုက်တယ်အဆဲတန်ကြတော့ဒီစကလုံးကခံဟုတ်မခံနိုင်ဘူးဆိုတော့အဲစကားလုံးစကလုံးတွေကိုလိုက်ခံစားတာပဲ ပညာတင်မှာတတ္တဝါတွေဒုက္ခရောက်တာ။ကြောင့်ဘသူကဘလို့ပြောတယ်ဆိုတာတွေခေါင်းထဲထည့်မထားပါနဲ့။အဲဒီစကလုံးတွေကြောင့်တတ္တဝါတွေဒုက္ခရောက်တာ။အတန်ကြောင့်ဖားတည်ဆိုတော့ဘာမှစကပ်ဘူး။ဟုတ်မလို့။ဘာမှဒီစကလုံးတွေလိုက်မခံစားနဲ့။ပြီးရင်ပြီးသွားပဲဆိုရဲအတွေ့လေးထားလိုက်လို့ရှိရင်စကလုံးကြောင့်ဒုက္ခရောက်ဆရာမရှိဘူး။စကားဆိုတာရှင်းရင်အကောင်းပြောခိုင်းရတာ။မဟုတ်ရင်အဆိုးပြောခိုင်းရတာ။ကိုယ်နဲ့တည့်ရင်ကောင်းတာလေးပြောမှာ။ ဇာနာမကြည့်နိုင်လေဦး social network တွေမှာ Facebook မှာသူပြိသက်တဲ့သူရှိဟိုကိုတင်တဲ့ status လေးနိကိုကြိုက်တဲ့လူကတော့ဘာတင်နေဩ like တွေပဲဟို good very good တွေပဲကိုနဲ့မကြိုက်တဲ့လူကိုအယူဝါဒမကြိုက်တဲ့လူကဘလောက်ပဲကောင်းတဲ့ဟာတင်နေအောက်ကနေပြီးအဲ့ဒါ share တော့တာပဲစကားလုံးကို like ခံလာတာကိုရီးယားလည်းပဲအဲ့ဒါဘလောက်မြန်ဆိုလဲ like ဘလောက်မြန်ရမလဲ comment တွေဘလောက်မြန်တက်မလဲဘလောက်မြန် share မလဲ ့ဩအတုတွေပေါ်မှာ screen တွေပေါ်မှာပြဿနာတက်နေကြတာပဲမိ мян ပြဿနာဘာမှမရှိတော့ပြန်ဘာမှမသိရင်ဘာမှမကန်စားအောင်ဆိုတာတစ်ခါကာကြတော့မသိတာကကောင်းတာပဲနောက်ဒါကြောင့်မစကလုံးနေကိုသိခံနိုင်ရင်ချမ်းသာတယ်အစာသိခံပါစကားသိခံပါတတရားကနေရသိခံပါနေရလဲတော်ကြောဆရာကောင်းတယ်ပြည့်တယ်ဒီနေရမနေရလို့ဆိုတဲ့စိတ်ကလည်းပဲတတဝါတွေကိုအိတ်တော်မပြောဘူး ဟိုအလုံးလုံးတည်းလူဂျုံရံဂျုံတဲ့နေရာမှာအိပ်ရတာဒါပေမဲ့ကိုတချို့ကြောင့်နေရာလေးပြောင်းသွားတာနဲ့အိပ်မပြောဘူးနေရာအပေါ်မှာဖြစ်တဲ့ attachment ကတတော်ကိုပူလောင်ပူဆိုးတာကယာတူးနေရာတွေမရလို့ဆိုနေရာတွေမှာတိုက်ခိုက်နေကြတာပူဆိုးတယ်ယာတူးလေးတိုးအောင်နေရာလေးရအောင် ဖားလိုက်ရတာလက်ထိုးရလိုက်ရတာဟိုတုန်းကဟိုတုန်းကဆိုအဲ့ဒီနေရာကြောင့်ပြဿနာတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့ဆွမ်းအားရှင်သိကောင်းပါပဲ သတ္တဝါတွေကနေရာပေါ်မှာဖြစ်တဲ့နေရာပေါ်မှာตายရတဲ့ attachment အာဝါဒမစ္စီယာကတိတ်ကြောက်เสียအောင်နေရာဖယ်ပေးရတာလည်းတတိပဲတတိရှိမှ နေရာဖယ်ပေးရတာတတိမရှိရင်နေရာကိုတွယ်ထားလို့နေရာပျောက်မှာကြောက်လို့ဒုက္ခရောက်နေတဲ့ဘုရင်တို့နိုင်ငံလည်းတော်တော်ကြာခဲ့ပြီနော်လူတွေမှာຢາດູလေးຢາລະໄດ້ເນຍາလေးຢາແລະອ້າຍນີ້ເນຍາງ້າເນຍາບໍ່ດູລຸບໍ່ເລີຍສຸບິດໍລະອ້າຍນີ້ເນຍາລຸແດລຸໂ အမျိုးမျိုးဒုက္ခပေးကြတာနေရာလေးဖယ်ပေးရမှာဆိုတခါကဘုန်းကြီးတို့ကိုချင်းစာကြည့်စဉ်းစားကြည့်စာတင်သားဘဝကလိုင်းကားတွေစီးတယ်ကဘာအိယနေပြီးတော့မြောက်ကလာကဘာအိယနေစုလေကားပေါ်တက်တိုင်းကားပေါ်မှာထိုင်ကုန်နေရမှာရပြီးတော့နေနေတဲ့စာတွေစီးလာတဲ့ចောင်းသားចောင်းတို့လူငယ်အရွယ်လေးတွေပဲတခါကကြာတန်ဃာတော်မြတ်နေရာမှာသူတို့ထိုင်နေတာတန်ဃာတော်ရေတက်လိုက်ဖယ်ပေးရမှာ ဖယ်ပေးရမှာကြောက်လို့မတိကြံဆောင်ပြီးတော့အိမ်ငိုင်နေတာလည်းရှိတယ်။တချို့ကလည်းတကြီးရွယ်တွေတက်လာတယ်။လူငယ်လေးတွေနေရာရနေတာပဲ။ကိုယ်ဝန်ဆောင်မျိုးသမီးတွေတက်လာတယ်။နေရာရနေတာပဲ။နေရာလေးဖယ်ပေးလိုက်။အော်အပေါ်တော့အပွားတော့ကြွပါလေ။နေရာအလှူလေးတောင်ရတဲ့အပြင်ကုသိုလ်လေးတောင်ရသေးတာ။ဒါပေမဲ့လူတွေတော်တော်များများလူငယ်တော်တော်များများသူ့နေရာလေးပျောက်မှဆိုဖုန်းလေးပို့နေတာစာအုပ်လေးကြည့်နေတာအိမ်ငိုင်နေတာ။မတိကြံဆောင်နေကြတာ။ ။ဟောနိုင်ငံခြားတိုင်းပြည်တိုးတက်တဲ့တိုင်းပြည်တွေမှာအဲ့ဒါကလေစာရိတ္တပညာကျောင်း education မှာကသင်ထားပေးတာဆိုလူငယ်လေးတွေဘာပြောစရာမရှိဘူးလူကြီးတွေတက်လာရင်သူတဲ့ငါအလူရဲ့နေရာဖယ်ပေးချင်ဘုန်းကြီးတို့နိုင်ငံမှာအဲ့ဒါတွေပျောက်သွားနေရာဖယ်ပေးရမှာကြောက်ဆိုတော့ခေါရိုးကျိုးသွားတဲ့စိတ်ဓာတ်တွေနဲ့စနစ်ဆိုးမှာဟိုလူဖြစ်လာရတဲ့ပညာရေးစနစ်မှာလူဖြစ်လာရတဲ့ကလေးတွေမှာဒီအသည့်လေးတွေအားနေသွားတဲ့အခါကျဘုန်းကြီးတို့သူတို့ကအပြစ်မပြောဘူး တခါကဘလို့တွေးတယ်ဆိုဩ55မိနစ်လောက်တနာရီလောက်စီးရမယ်ဒီထိုင်ကိုနေရလေးတော့ဖယ်ပေးရမှာကြောက်လို့မသိကြအောင်ဆောင်းနေကြသေးရင်ဟိုးမှာအမြင့်ဆုံးနေရာတို့ယာတူးကြီးကြီးနေရာမှာရှိနေတဲ့လူတွေမဖယ်ပေးကြည်မှုဆိုတာလည်းပဲဩတနည်းအားဖြင့်ကိုချင်းစာလို့ရပါလားဒီလိုတွေးရနေရာဖယ်ပေးရမှာကြောက်တာကျောင်းဒီနေရာရမှာဖြစ်မယ်ဆိုတဲ့အတွေ့အကြုံလေတတ္တဝါတွေပူလောင်စေတတ်တဲ့အတွေ့အကြုံဘယ်နေရာမှာပဲဖြစ်ဖြစ် နေတတ်အောင်ကြိုးစားရတယ်။နေရာကိုသိခံနိုင်ချမ်းသာတာ။ဘယ်နေရာမှာပဲဖြစ်ဖြစ်ပရိသတ်ရဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဒိဋ္ဌိတွေကိုသွားချွတ်တဲ့အခါကျမှဒိဋ္ဌိတွေကဘုရားကိုကြောက်နေပေးမွင်အဘုရားကလေမိတင်ကိုထဲမှာနေရ။မိတင်ကိုထဲမှာတရင်သုံးတဲ့ဘုရားဟာလေကြီးမိုးကြီးကြ။လေကြီးမိုးကြီးကြအာပြီးတော့ရသည်ဥတ္တမကောင်းလို့ဒုက္ခရောက်နေခြင်း။ဟိုမှာဒိဋ္ဌိတွေကတော့အမေတို့ကျောင်းသင်ငန်းထဲမှာကောင်းကောင်းအိပ်ပျော် ောက်နေ့ပနဲ့မိုးလင်းတော့ဘုရားမီတင်းကိုတည်းမှာတွေ့တော့ဘောဓမအံ့ဩနာဘောဓမဒီလောက်ကြသည်ဥရိတွေရှိနေတယ်ဒီလောက်ပူပြင်းတဲ့နေရာကြီးမှာညကအိတ်ကောပျော်ရဲ့လားဘုရားကပြန်မိတ်နေဘဝဒေါသမောဟကိလေသာတွေမရှိတဲ့ငါအတွက်နေရာတိုင်းမှာငြိမ်းချမ်းပြီးသားပဲနေရာတိုင်းမှာအေးချေအေးချမ်းချမ်းပါပဲဩတတ္တဝါတွေအတွင်းကပူလို့အပြင်ကပူတာပဲလောဘဒေါသမောဟကကင်းနေဘယ်နေရာမှာပဲဖြစ်အစဉ်ဖြစ် တော့ဒါကြောင့်လို့နေရာတိုင်းမှာအဆင်ပြေခြင်းနေရာလေးကိုလည်းတိခိုင်ရတယ်လူတိုင်းနဲ့အဆင်ပြေရောက်တဲ့နေရာမှာတိခိုင်နိုင်အောင်ကြိုးစားရတယ်အဲ့ဒါလေးတိခိုင်ရင်အားလုံး okay သွားတာပဲเนาะဒါကြောင့်မို့အစာတိခိုင်စကားတိခိုင်နေရာတိခိုင်နောက်ဆုံးတိခိုင်ရမယ့်အချက်ကအရေးကြီးတယ်နေရာတိုင်းမှာဘယ်သူနဲ့ဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်အဆင်ပြေရင်ပုံကိုတိခိုင်ရတယ်ပုံကိုဆိုတာလေသူနဲ့ကိုနဲ့တူမမတူလား လူအမျိုးမျိုးဇယက်အထွေတွေကာရက်တာအမျိုးမျိုးနဲ့တွေ့ကြုံဖြတ်တန်းရမယ်လူတွေနဲ့တွေ့တဲ့အခါမှာလူအချင်းချင်းကိုယ်စိတ်တိုင်းမကြလို့ဒေါသဖြစ်ရင်ဘယ်တော့မှစိတ်တိုင်းကြမှာမဟုတ်တော့ကိုယ်သဘောတိုင်းမဖြစ်လို့သူ့အပေါ်မှာဒေါသတွေဖြစ်တယ်မကျင်မနှက်ဖြစ်ဘယ်တော့မှဖြစ်မှာမဟုတ်တော့ဘာဖြစ်လို့လဲကိုယ်တော်မှကိုယ်စိတ်တိုင်းကြမှာမဖြစ်တာကိုယ်တော်မှကိုယ်အလိုတိုင်းမှာမဖြစ်တာညမလို့ပုဂ္ဂိုလ်တွေအပေါ်မှာလည်းပဲကိုချင်းကိုနဲ့သဘောမတူလို့ကိုနဲ့အဆင်မပြေလို့ဆိုပြီးတော့ တော့ကတွေဖြစ်မနေပါနဲ့ဒေါသတွေဖြစ်မနေပါနဲ့သူတို့ကိုတိခန့်နိုင်အောင်ကြိုးစားရလူတွေမှာအနေနည်းလာရင်အစဉ်ပြေပြေဖြစ်သွားတဲ့လူတော်တော်များများရှားတယ်အဝေးပေါင်းတာကောင်းအနေနည်းတော့တယောက်နဲ့တယောက်ကာရက်တာတွေတိသွားတယ်တယောက်နဲ့တယောက်အားနည်းချက်တွေတိသွားတဲ့အခါကျတော့လူတွေမှာအစဉ်မပြေတာများတယ်ဒါပေမဲ့အားနည်းချက်ကိုအားသာချက်အဖြစ်ပြောင်းမိနေထိုင်နိုင်တဲ့လူတွေကျတော့အစဉ်ပြေသွားဩဒီလူကဒီလူပြောတတ်တာပါလား ဒါသူ့အကျင့်လေးပါလားလို့အဲ့လိုမျိုးသူ့ရဲ့သဘောတဘာဝလေးကိုတည်သွားရင်သူနဲ့ကိုယ်နဲ့အဆင်ပြေသွားတာတချို့ကအဲ့ဒီသဘောလေးကိုမသိတဲ့အခါကျငါ့ကိုဒီလို ပြောရကောင်းလားငါ့ကိုဒီလိုဆက်ဆံရကောင်းလားဆိုပြီးတော့သူ့အပေါ်မှာသွားပြီးတော့လိုက်ခံတာလူကကိုယ့်ကိုမကြည့်ပဲနဲ့သူများကိုကြည်တတ်တဲ့ပုံကိုယ်တွေဆိုတော့သူများကိုပဲကိုယ်နဲ့လိုက်ညှိနေတော့တာသူများကိုကိုနဲ့ညီအောင်လိုက်ညှိနေတယ်မြဘယ်တော့မှကြည်ဝါမှာမဟုတ်ဘယ်တော့မှချမ်းသာမှာမဟုတ် ဘယ်တော့မှအဆင်မပြေမှာမဟုတ်ကိုဘသားကို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 စိတ်နဲ့ကိုကိုပဲညီအောင်ညီရင်ဘယ်လိုပုံကိုမျိုးနဲ့ပဲလာလာအဆင်ပြေအောင်ပေါင်းနိုင်နေတယ်ဘာမလို့တိခံဖို့ခက်ခဲတဲ့အရာတွေထဲမှာကိုကအစားတိခံနိုင်အောင်ကြိုးစားပါစကားတိခံနိုင်အောင်ကြိုးစားပါနေရာတိခံနိုင်အောင်ကြိုးစားပါဘယ်လိုပုံကိုမျိုးဖြစ်ဖြစ်သူရဲ့သဘောတဘာဝကိုသူရဲ့ character လေးကိုသိအောင်သိခံနိုင်အောင်ကြိုးစားလဲစမ်းပါအဲ့ဒီအချက်လေးချက်သိခံနိုင်ပြီဆိုရင်နေရာတိုင်းမှာအဆင်ပြေပါတယ်ချိန်တိုင်းမှာအဆင်ပြေပါတယ် လူတိုင်းမှာအဆင်ပြေပါတယ်။သိခံရမယ်။ဒုတိယအချက်ကခွင့်လွတ်နိုင်အောင်ကြိုးစားရ။အာခွင့်လွတ်ဖို့ခက်တယ်ဖေ။ခက်တာပေါ့။ဘုန်းကြီးတို့လည်းခက်တာပဲ။ပုတုဇဉ်တပောက်။ဒါပေမဲ့ခက်လို့ဆိုပြီးတော့ဟောခွင့်မလွတ်နိုင်ဘူး။ဆိုပြီးတော့အဲ့ဒီစိတ်ကလေးကိုယ်ရင်မှာပိုက်ကြည့်ပါလား။ခွင့်မလွတ်နိုင်ဘူး။ကောင်းပြီခွင့်မလွတ်နိုင်တော့ဟိုဘက်ကလူကတိမတိတော့မသိဘူးခွင့်မလွတ်နိုင်ဘူးဆိုတော့ကိုယ့်ရဲ့စိတ်ကဘလောက်များပင်ပန်းနေခွင့်မလွတ်နိုင်လို့အညိုတေးတာအဲ့ဒါအာဃာတာပဲဒေါသရဲ့သဘောလေး ခွင်းလွတ်ဖို့ခက်တယ်တချို့ခွင်းလွတ်လိုက်ရင်ခွင်းလွတ်လိုက်ရင်အနိုင်ယူလိမ့်မယ်ပိုဆိုးသွားလိမ့်မယ်မဆိုးပါဘူးခွင်းလွတ်နိုင်တယ်ဆိုတဲ့ဟာကသူ့ကိုခွင်းလွတ်တာမဟုတ်ဘူးတကယ်တမ်းကျတော့လေခွင်းလွတ်လိုက်တာသူ့ကိုခွင်းလွတ်တာမဟုတ်ကိုယ့်ကိုယ်ကိုခွင်းလွတ်လိုက်တာလူတွေကခွင်းလွတ်တာသူများကိုခွင်းလွတ်တယ်လို့ထင်တာမဟုတ်ဘူးကိုယ့်ကိုယ်ခွင်းလွတ်လိုက်တာကိုယ်တဏ္ဍာမှာရှိနေတဲ့အကုသိုလ်စိတ်တွေကိုယ်တဏ္ဍာမှာရှိနေတဲ့မကျေနပ်ချက်တွေကိုယ်တဏ္ဍာမှာရှိနေတဲ့ အာအဲ့ဒီအနိုင်ယူတဲ့စိတ်တွေဒေါသစိတ်တွေကိုကိုယ့်ဘာသာကိုပဲခွင့်လွှတ်လိုက်တယ်ကိုယ့်ဘာသာကိုလျှော့လိုက်တယ်ကိုယ့်ဘာသာကိုလျှော့လိုက်တော့သူများကအတိမတိတော့မသိလောလောဆယ်ခွင့်လွှတ်နိုင်တဲ့လူပေါ့ကိုကိုယ်တိုင်အရင်ခွင့်လွှတ်ထားတဲ့လွတ်သွားတော့တာဟောပူလောင်မှုတွေလွတ်သွားတယ်ပူလောင်မှုတွေယော့သွားတယ်အတော့ကိုပဲခံစားချက်လေးတွေယော့သွားတဲ့အခါကျသူ့ကိုခွင့်လွှတ်လိုက်တာနဲ့ကိုယ့်ဘာသာကိုအရင်ပော့သွားတော့တာ ခွင့်မလွှတ်နိုင်ဘူးဖေယားကောင်းပြီခွင့်မလွှတ်နိုင်တော့ဘာဖြစ်မလဲ ခွင့်မလွတ်နိုင်လေပူလေပဲခွင့်မလွတ်နိုင်လေခံစားရလေပဲခွင့်မလွတ်နိုင်လေပူဆိုးလေပဲမခွင့်လွတ်ခြင်းနဲ့ဆွန့်လွတ်ခြင်းဘုရင်တော်တခါပြောဘူးပါလေခွင့်မလွတ်နိုင်ရင်ဆွန့်လွတ်လိုက်တော့မဆွန့်လွတ်နိုင်ဘူးဆိုခွင့်လွတ်လိုက်တော့ဒီစကားလုံးကြီးကသိတံမို့ရှိတရားရောက်နဲ့ပတ်သက်ပြီးတော့တခုခုနဲ့ပတ်သက်ပြီးတူးဦးနဲ့ပတ်သက်ပြီးသူနဲ့သူနဲ့ကိုယ်နဲ့အတူနေနေရမှာတွဲနေရမှာလှုပ်လှုပ်နေရမှာလှုပ်လှုပ်နေရမယ်လူချင်းဆိုရင်လေ ပြည်တဲ့ရှေ့လက်လက်တွဲရမှာစဉ်ကိစ္စဝိစ္စတချို့တော်တော်များများသူနဲ့ပတ်သက်တဲ့အဆင်မပြေတာမှုတွေမကျင်တတ်ချက်မှုတွေဒီကိုကခွင့်လွတ်ပေးနိုင်အောင်ကြိုးစားခွင့်မလွတ်နိုင်တော့ဘူးဆိုရင်ဆွတ်လွတ်လိုက်တော့မဆွတ်လွတ်နိုင်ဘူးဆက်သွားမှဖြစ်မှာစဉ်ခွင့်လွတ်နိုင်အောင်ကြိုးစားအဲ့နှစ်ခုတစ်ခုကို choice လုပ်ပါပါခေါင်းဆောင်ကတော့ခွင့်လွတ်လိုက်ပါသူ့ကိုလွတ်ထားမို့ကို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 လွတ်လိုက်တာကိုဘာသာကိုခွင့်လွတ်နိုင်ကိုဘာသာကိုတတ်တာလည်းပဲခွင့်မလွတ်နိုင်ဘူးဆိုတော့အဲ့ဒီစိတ်ခါ သူများကိုပူလောင်တာမဟုတ်ကိုယ့်ကိုအရင်ပူလောင်တာဆိုတော့လေအစဉ်ပြေးခြင်းခွလွတ်နိုင်အောင်ကြိုးစားဘာမှခေါင်းထဲမှာထည့်မထားနဲ့အဲ့ဒီစကလုံးတွေကိုခံစားလို့တတ္တဝါတွေမှာခွင့်မလွတ်နိုင်ဘူးခွင့်မလွတ်နိုင်ဘူးဆိုတာကအမျက်ဒေါသကိုကိုယ့်ခေါင်းထဲမှာထည့်ထားလို့ခွင့်မလွတ်နိုင်တာမကျင်တဲ့ချက်ကိုကိုယ့်ခေါင်းထဲမှာသိမ်းထားလို့ခွင့်မလွတ်နိုင်ပြောမယ်ဆိုရင်ဒီနေ့ဖြစ်စကားနဲ့ပြောအစာမကြည့်တာ အစာမကြေတဲ့အချက်ကလေးကိုစွတ်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 ထားလို့ခွင့်မလွတ်နိုင်ဘူး။ငါ့ကိုဒီလိုပြောရကောင်းလားဒီလိုဆက်ဆံရကောင်းလားဆိုရဲအဲ့ဒီအတွေးကကိုယ်ခေါင်းထဲမှာရှိနေတဲ့အတွေးကြောင့်သူနဲ့ပတ်သက်တဲ့လုံဆောင်ချက်မှန်သမျှခွင့်မလွတ်နိုင်ဘူး။ခွင့်မလွတ်နိုင်တော့ခွင့်မလွတ်နိုင်ရင်ခွင့်မလွတ်နိုင်တဲ့လူကအရင်ခံစားရတာပဲဆိုတော့ပြည်သက်ရင်ဘာပဲဖြစ်ဖြစ် ခွင့်လွတ်ကြည့်လိုက်ပါ။ ခွင့်လွတ်တာသူများကိုလွတ်တာမဟုတ်ကိုယ်ကိုယ်တို့လွတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်ခွင့်လွတ်နိုင်ကိုယ်အရင်သက်တာမယ်ကိုယ်ခံစားချက်သက်တာမယ်ကိုယ်အင်ငိမ့်ချမ်းမှာဖြစ်တဲ့အတွက်ကြောင့်ဘဝမှာအဆင်ပြေခြင်းခွင့်လွတ်နိုင်အောင်လဲကြိုးစားရဒီလဲတီးခံရမယ်တီးခံပြီးရင်ခွင့်လွတ်နိုင်အောင်လဲကြိုးစားရမယ်ဒီနှစ်ခုရှိနေတဲ့အဆင်ပြေပြီလားတော်တော်များများပြည်နေပါပို့ပြီးအဆင်ပြေခြင်းတော့မေတ္တာထားနိုင်အောင်ကြိုးစားမေတ္တာဆိုတာအကျိုးလိုလာတာလူတွေကမေတ္တာပို့တယ်ဆိုရင် ဟိုလုံးစုံများစွာတတဝချမ်းသာကိုယ်စီမြဲပါစေ။ဒီခေါလိုင်းကြရှိရင်ကြအတန်ပြင်းနဲ့ပို့နေတာကိုမေတ္တာပို့တယ်လို့ထင်နေတာ။မှန်ရဲ့မေတ္တာရဲ့အဓိကအဘိဓေကအကျိုးလိုလာတာ။အကျိုးဆောင်ပေးတာအကျိုးပြုပေးတာအကျိုးလိုလာတဲ့စိတ်ကလေးနဲ့ဆောင်ရွက်ပေးတာအဲ့ဒါမေတ္တာလို့။မေတ္တာကလည်းပဲမေတ္တာ၃မျိုးရှိတယ်။တွေ့ကျင်သုံးလို့ရတဲ့မေတ္တာ။ကာယကံမေတ္တာ၊ဝစီကံမေတ္တာ၊မနောကံမေတ္တာ။ ိုအမူအရာလေးနဲ့သူ့အကျိုးကိုလိုလားအဲ့ဒါကာယကမေတ္တာပဲဟိုးလမ်းသွားရင်လမ်းပြတ်ကူးတဲ့အဖိုးတွေဘွားတွေမနေမင်းနဲ့မနိုင်မင်းနဲ့လမ်းကူးနေတဲ့ထုတ်လေးကူးတယ်ပြီးအဖွာသတဲ့ပြီးမယ်သမီးတဲ့ပြီးမယ်အဖွာရဲ့အကျိုးကိုလိုလားတာအဖိုးရဲ့အကျိုးကိုလိုလားတာအဲ့ဒါကာယကမေတ္တာပဲလူတွေလက်တွေ့ဘဝထဲမှာအဲ့ဒီကာယကမေတ္တာတာကျင့်သုံးနိုင်စမ်းကျင့်သုံးကြည့်လိုက်စမ်းတယောက်နဲ့တယောက်အဲ့ဒီအကျိုးလိုလားတဲ့စိတ်ကလေးနဲ့တာဆက်ဆံကြည့်ဘဝကတတော်ကိုအဆင်ပြေ မိသားစုထဲမှာလည်းထို့အတူပဲမေတ္တာကိုအခြေခံနိုင်အဲ့ဒီမိသားစုငြိမ်းချမ်းတယ်။သားကလည်းပဲအမေအကျိုးကိုလိုလားတဲ့အဲ့ဒါမေတ္တာကိုအခြေခံတာ။အမေကလည်းသားအကျိုးကိုလိုလဲအဲ့ဒါမေတ္တာကိုအခြေခံတာ။ယောက်ျားကလည်းအမျိုးသမီးမိန်းမရဲ့အကျိုးကိုလိုလားတဲ့မိန်းမကလည်းယောက်ျားအကျိုးကိုလိုလားတဲ့ဟောအဖေကလည်းအမေရဲ့အကျိုးကိုလိုလားတဲ့အမေကလည်းအဖေရဲ့အကျိုးကိုလိုလား။မိသားစုထဲမှာပဲအဲ့ဒီအကျိုးလိုလားတဲ့စိတ်ကလေးနဲ့ဆက်ဆိုင်ကိုအမူအရာနဲ့အကျိုးလိုလားရင်ကာယကမေတ္တာ စကားလုံးလေးနဲ့အကျိုးလိုလိုက်ဝစီကံမေတ္တာဝစီကံမေတ္တာလေးပေးကြည့်ပါတခါတခါကျရင်မိစေပေါင်းနေချင်းချင်းတောကတွေဖြစ်တဲ့ကိုယ်ကိုယဉ်လာဖွင့်စကားလုံးလေးနဲ့သူ့အားတက်အောင်သူ့အကျိုးလေးတွေရော့မသွားအောင်ကောင်းကျိုးလိုလာတဲ့စိတ်ကလေးနဲ့ကောင်းတဲ့စကားလေးတွေပြောပေးအဲ့ဒါဝစီကံမေတ္တာပဲဘာမှပတ်စပ်မကုန်လိုက်ပဲတဲ့ရတဲ့ကုသိုလ်တွေစကားလေးကောင်းကောင်းလေးတွေပြောပေးတာအဲ့ဒါဝစီကံမေတ္တာ စကလုံးလေးနဲ့အကျိုးရှိအောင်လုပ်ပေးတာအဲ့ဒါဝစီကံမေတ္တာဟုတ်ဘုန်းကြီးတို့တရားဟောပေးနေတယ်ခាយကံမေတ္တာကိုဝစီကံမေတ္တာကိုမနောကံမေတ္တာကိုပါနေတာတရားနာတဲ့သူတွေကိုအကျိုးလေးတွေဖြစ်ထွန်းပါစေ နားရတဲ့အခိုက်တဲ့တရင်ကအခိုက်တန့်လေးပဲဖြစ်ဖြစ်ငြိမ်းချမ်းမှုလေးရသွားပါစေအဲ့ဒါမေတ္တာကိုအခြေခံတာပဲဟုတ်ဒါကြောင့်မလို့မေတ္တာဆိုခொနိုင်ကြရှိရင်ညာအတန်ပြဲကြီးနဲ့ပို့နေမှာမေတ္တာမဟုတ်ဘူးတချို့ကအတန်ပြဲကြီးနဲ့တာပို့နေတာစိတ်ကမရောက်တော့မေတ္တာအစွမ်းမထက် ဘဇက်ကလုံးစုံများစွာတတဝချမ်းသာကိုယ်စိတ်မြဲပါစေ၄နိုင်ခွလောက်ထားအော်တယ်လက်ကဖြန်းဆိုချင်းပိတ်ရိုက်အဲဒီမေတ္တာအစွမ်းမထက်ဘုမနောကံကလည်းဘယ်ရောက်နေမှမဖြစ်ဘဇက်ကတော့အော်နေတာကာယကံကတော့လက်တတဝသွားရိုက်လိုက်တာချင်းလေးသွားရိုက်တယ်အဲဒီမေတ္တာအကျိုးသက်ရောက်မရှိဘူးအဲမေတ္တာဆိုတာကကာယကံမေတ္တာဝစီကံမေတ္တာအဓိကအဲမနောကံမေတ္တာစိတ်ကလေးကအာယုံပြုတ်နိုင်မှာမေတ္တာအကျိုးပို့ပြီးတော့ကြည်တာ စိတ်ကလေးကပါပြီးတော့ကိုယ်မူရလေးနဲ့အကျိုးလိုလာတယ်စိတ်ကလေးကပါပြီးတော့စကလုံးလေးနဲ့အကျိုးလိုလာတယ်စိတ်ကလေးကပါပြီးတော့လေစိတ်တက်ကလေးကအဲ့ကိုပြုကျင်တဲ့ကိုအကျိုးပြုကျင်တဲ့လူကိုတည်းရောက်နေမယ်ဆိုရင်အဲ့ဒီမေတ္တာသုံးမျိုးကကိုရှိမှဖြစ်ကိုကဒီ၃မျိုးလုံးနဲ့ဆက်ဆံနေကိုနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒီမေတ္တာရဲ့အထက်ကိုခံစားရပြီးတော့မေတ္တာထားတဲ့စိတ်ကလေးကတတဝါတွေမှာလုပ်ငန်းခွင်မှာလည်းအဆင်ပြေသွား ဲကြောင့်မလို့ဖះသွားပြီးတော့မေတ္တာပို့မှာမေတ္တာမဟုတ်ပါဘူးเนาะဖះစဉ်ရှိမှထိုင်ပြီးတော့အဲမေတ္တာတုတ်တွေအကုန်လုံးညွတ်နေမှာမေတ္တာမဟုတ်ပါဘူးမေတ္တာပို့တာမဟုတ်ပါဘူးမေတ္တာဆိုတာတယောက်နဲ့တယောက်အကျိုးလိုလာတဲ့စိတ်ကလေးဖြစ်တဲ့အတွက်ကြောင့်တဦးနဲ့တဦးဘယ်နေရာမှာပဲဖြစ်ဖြစ်အကျိုးလိုလာတဲ့စိတ်ကလေးနဲ့ဆက်ဆံကြည့်လိုက်စမ်းပါသူကလည်းကိုအချိုးလိုလားကိုကလည်းသူအချိုးလိုလားနေရာတိုင်းမှာအဲ့ဒီစိတ်ကလေးနဲ့ဆက်ဆံရင်အားလုံးကမေတ္တာဓာတ်တွေကြောင့်ငြိမ်ချမ်းသွားမှာ ေတ္တာမထားနိုင်တော့တယောက်နဲ့တယောက်အကျိုးမလိုလားတဲ့စိတ်တွေနဲ့လေသူကြီးပွားရင်ကိုကမနာလို့ဖြစ်သူချမ်းသာရင်ကိုကမကြင်မနှက်ဖြစ်အကျိုးမလိုလားဘူးသူအကျိုးမလိုလားတော့သူဆိုးဖြစ်အောင်ပဲစဉ်းစားမေတ္တာတက်အားကောင်းရင်အကျိုးဆောင်တဲ့စိတ်တွေပိုများတယ်မေတ္တာတက်နည်းလို့ဒေါသစိတ်အားကြီးရင်ဒေါသကဖြည့်ဆည်းတာဖြည့်ဆည်းအောင်လုပ်တာဒေါသသမားကပျက်စီးဖို့ပဲကြံတယ်ဖြည့်ဆည်းဖို့ပဲစဉ်းစား ကိုယ်ကိုလည်းဖြည့်စည်တယ်ပဝင်းကျင်ကိုလည်းဖြည့်စည်တယ်ဒေါသအကြီးတဲ့ပုံဒေါသတွေများလာတာနဲ့အမြလေလောကကတော့ဘယ်တော့မှကောင်းကျိုးမဖြစ်ဘူးဒေါသအကြီးလာတာနဲ့အမြဒေါသသမားကသူ့ကိုယ်ကိုသူအရင် ဖြည့်စည်တယ်ပြီးရင်ပဝင်းကျင်လောကကြီးတစ်ခုလုံးကိုဖြည့်စည်တာဖြည့်စည်စီဒေါသကဖြည့်စည်တဲ့သဘောရှိတယ်ဖြည့်စည်တဲ့သဘောရှိတယ်မေတ္တာကြတော့အကျိုးပြုပေးတဲ့သဘောရှိအကျိုးလိုလာတဲ့သဘောရှိမေတ္တာအားကောင်းတဲ့ပုံပေါ်ဟိုဘယ်လိုလေးလုပ်ပေးလိုက်ရမလဲ ဘလိုလေးဆောင်ရွက်ပေးလဲရမလဲဘလိုလေးကောင်းအောင်လုပ်ပေးလဲရမလဲဒီလိုပဲတွေးတာဘုန်းကြီးတို့ဟိုအခုအများအကျိုးတွေဆောင်ရွက်နေတာအရင်တုန်းကတော့ကိုယ်ပဲရယူခြင်းနဲ့စိတ်တည်များငါရခြင်းနဲ့ငါလိုခြင်းနဲ့ငါပိုင်ဆိုင်ခြင်းနဲ့ဗာလေးပဲရရလက်လာပါလဲရရကိုယ့်အတွက်ပဲခြင်းအခုတော့မဟုတ်တော့ဘူးအများအကျိုးကိုလုပ်ပေးခြင်းနဲ့စိတ်ကလေးရှိနေတော့လေဟိုရလိုက်ဘလိုလေးလုပ်ပေးရလိုက်ရမလဲဘလိုလေးကောင်းကျိုးပြုပေးရမလဲရချိုးရွာချိုးဘလိုလုပ်ပေးအချိုးလိုလာတဲ့စိတ်တည် အများအကျိုးကိုပဲဆောင်ရွက်ခြင်းနဲ့စစ်တီများတခါတခါလေးဘုရင်တို့နိုင်ငံခြားခဏနာသွားတုံးနိုင်တာပဲအိုး business class ဝယ်ပြီးတော့ထိုင်ကုန်စီးသွားလင်းလမ်းမှာတပည့်ချချာနော်၁၀သိန်းကို business class ရင်သိန်း၃၀လောက်ပေးရတခါကကျမ်းမာရေးမကောင်းဘူးဘုရင်ရယ်အိုးငါသိန်း၃၀ကြီးသုံးရမယ်စား၁၀သိန်းလောက်ပဲကုန်ပြီအဲ့ပိုးတဲ့၁၀သိန်းကိုဘယ်တဲ့ကိုလှူလိုက်ရင်ကောင်းမလဲဘာလေးလှုပ်လိုက်ရင်ကောင်းမလဲအဲ့ဒီစိတ်ကလေးဝင်တော့ ကိုကိုပင်ပန်းကန်ပြီးတော့အဲ့ဒါသိန်း20မသုံးပြီပဲ10သိန်းနဲ့သုံးပြီးတော့ပိုတဲ့10သိန်းကိုအချိုးလိုလာတဲ့စိတ်တွေနဲ့အများအဲ့အတွက်ပဲလုတ်ပြီးကျင်တာအများညမင်းတာတာအားကောင်းတဲ့သူက အချိုးပြုတ်ဖို့ပဲစဉ်းစားတယ်အချိုးဆောင်ဖို့ပဲစဉ်းစားတယ်ဒေါသအားကြီးတဲ့ပုကပျက်စီးစေဖို့ဖျက်စီးစေဖို့ပဲအများနဲ့ကြံစည်နေတာဖြစ်တဲ့အတွက်ကြောင့်ကိုကသာကိုမင်းတာတာအားကောင်းပွားများရတယ်တိတံမေတ္တာတွေကြီးတိတံတော့ရောက်လာမှာမဟုတ်ဘူးနော် ဒီတိုင်းထိုင်နေရင်တော့မေတ္တာတွေရောက်လာမှာမေတ္တာရဲ့သဘောကလက်တွေ့ကျင့်သုံးလာမှာကျင့်သုံးနိုင်တာနဲ့အမျှတပြေးပြေးတပြေးသူကအလေးကျင့်နေရရင်ကိုယ့်ကိုကိုယ်တန်တဲ့မှာအချိုးပြုတဲ့စိတ်တွေအများကြီးဝင်လာသူကဟိုဖရာရဲ့တရားတော်တွေကဒီတိုင်းဆူတောင်းနေုံနဲ့ကိုယ့်ရှိရောက်လာတဲ့သဘောမျိုးမဟုတ်လက်တွေ့ apply လုပ်လက်တွေ့ကျင့်သုံးမှသာလဲကျင့်သုံးတဲ့တရားတွေကကိုယ့်ရှိကိုတပြေးပြေးအချိုးသက်ရောက်မှုတွေရပြီးတော့တန်မိုးတွေရှိလာဘုရားဘာသာမှာဆူတောင်းမှုကိုတိတ်အားမပေးဘူး လက်တွေ့လိုက်နိုင်ကျင့်သုံးမှုကိုပဲဥစားပေးတယ်။ဒါကြောင့်မလို့လက်တွေ့ကျင့်သုံးနိုင်ကျင့်သုံးနိုင်တဲ့အများတန်ဖိုးတွေရှိပြီးတော့အကျိုးသက်ရောက်မှုတွေရှိနေတဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်တရားတော်တွေကတန်ဒိဋ္ဌိကဂုံတော်ဆိုကိုယ်တိုင်ဒိဋ္ဌမြင့်မြင့်သိမြင်နိုင်တဲ့စွမ်းအားရှိတဲ့အတွက်ကြောင့်ဘုရားတရားတော်များကိုဆုတောင်းမှုကိုဥစားမပေးဘဲနဲ့လက်တွေ့ကျင့်သုံးနိုင်ရင်တရားနဲ့တရားအကျိုးလိုလာတဲ့မေတ္တာထားရင်သူကသူ့အကျိုးကိုကလိုလာတယ်။သူကလည်းကိုယ့်အကျိုးကိုလိုလာတယ် အဲ့ဒါဆိုရင်တယောက်နဲ့တယောက်မေတ္တာလေးနဲ့ဆက်ဆံနေမေတ္တာနဲ့ဆက်ဆံနေတဲ့လောကကြီးကငြိမ်းချမ်းတာပဲနော်ဒါကြောင့်မလို့အကျိုးလိုလာတဲ့စိတ်တက်လေးတွေ तू မကျင့်သုံးရင်လည်းကိုကကျင့်သုံးနိုင်အောင်ကြိုးစားတခါကကိုကအကျိုးလိုလာရင် तू ကကိုအကျိုးမလိုလာတဲ့အများကြီးရှိကောင်းပြီ तू ကကိုငါကတော့ तू အကျိုးလိုလာတာ तू ကငါအကျိုးလိုလာတာမဟုတ်ဘူးဆိုပြီးတော့ तू မလိုလားလဲငါလည်းမလိုလားတော့ဘူးဆိုတော့ तू မလိုလားလို့ကိုလည်းမလိုလားဆိုကိုလည်း तू နဲ့အတူတူသွားမှာ ပြန် तू လိုလားလားမလိုလား तू ကိစ္စကိုဘက်က तू အကျိုးကိုလိုလားပြီးတော့ဆက်ဆံနေကိုဘက်ကမေတ္တာမပြတ်ကိုဘက်ကမေတ္တာမပြတ်လို့ तू ပြတ်နေလဲ तू အကြောင်းပဲ तू အကြောင်းက तू ကိစ္စဖြစ်သွားမှာကိုကအဲ့ဒါကိုလိုက်ပြီးတော့ခံစားမနေနဲ့ကိုဘက်ကဒါအကျိုးလိုလားစိတ်ကလေးနဲ့လားဆက်ဆံကြည့်နော်ကိုအကျိုးလိုလာရင်ကိုအကျိုးလိုလာတာနဲ့အမျှ ကိုခံစားကိုကိုတိုင်းအကျိုးတရားမှုတွေရှိပြီးတော့တန်ဖိုးတွေရှိနေမှာနောက်ပိုင်းသူကတိသွားမှာသူတိတာမတိတာသူကိစ္စကိုတိဖို့အရေးကြီးတာကိုလုပ်ဖို့အရေးကြီးတာကိုပြုပြင်ဖို့ကအရေးကြီးတာဖြစ်တဲ့အကြောင်းအတ္တရီအတ္တနောနာတော့ကိုကိုပြင်ဖို့အရေးကြီးတာနော်ဒါကြောင့်လက်စွာဘုရားရှင်တရားတော်တွေခွင်းလို့ကိုကားလက်တွေ့ဘဝထဲမှာကျင့်သုံးမယ်ဆိုရင်ဒီနေ့ပြောကျင်တာကခွင်းပြောကျင်တာလေးကတယောက်နဲ့တယောက်ဘယ်နေရာမှာဖြစ်ဖြစ်ဘယ်သူနဲ့ဖြစ်ဖြစ်ဘယ်အချိန်မှာဖြစ်ဖြစ်အစဉ်ပြေကျင်လို့ရှိရင် တိခဏနိုင်အောင်ကြိုးစားရတိခဏပြီးရင်လည်းပဲခွင့်လွတ်ပြီးနိုင်အောင်ကြိုးစားရလူတိုင်းလူတိုင်းမှာအမားဆိုတာရှိတာအဲ့ဒီအမားကြီးကိုခေါင်းထဲထည့်ပြီးတော့ခွင့်မလွတ်နိုင်ဘူးဆိုရင်ခွင့်မလွတ်နိုင်တဲ့လူကခံစားရတာဒါကြောင့်မလို့ခွင့်လွတ်တယ်ဆိုတော့သူ့ကိုခွင့်လွတ်တာမဟုတ်ကိုယ့်ကိုခွင့်လွတ်တာဖြစ်တဲ့တဲ့ကြောင့်ခွင့်လွတ်နိုင်အောင်လည်းကြိုးစားရတယ်တိခဏရမယ်ခွင့်လွတ်နိုင်အောင်ကြိုးစားရပြီးလို့ရှိရင်အကျိုးလိုလာတဲ့မေတ္တာလေးတွေထားပေးနိုင်အောင်ကြိုးစားရ မေတ္တာထားနိုင်ရင် သူ့အကျိုးလိုလားတာနဲ့အမြကိုကိုယ်တိုင်လည်းပဲအကျိုးသက်ရောက်မှုတွေရှိနေတဲ့အတွက်ကြောင့်သူ့အကျိုးလိုလားတဲ့ကိုယ့်အကျိုးကပို့ပြီးတော့ပြီးမြောက်တာဖြစ်တဲ့တဲ့ကြောင့်တယောက်နဲ့တယောက်အကျိုးလိုလားတဲ့မေတ္တာလေးလည်းထားနိုင်အောင်ကြိုးစားရတယ်ဒီသုံးချက်သာလက်တွေ့လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်လူတိုင်းလူတိုင်းဟာနေရာတိုင်းမှာအဆင်ပြေတယ်ချိန်တိုင်းမှာအဆင်ပြေတယ်ပုံကိုယ်တိုင်းလည်းအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့် ဘယ်သူတရားပြက်ပြက်မပြက်ပြက်ကိုမပြက်အောင်ကြိုးစားရင်ကိုဘဝမှာသိခံနိုင်တဲ့စိတ်ကလေးမျိုးကြပါကိုဘဝမှာဘာပဲဖြစ်ဖြစ်အာဃာတမထားပဲခွလွန်နိုင်တဲ့စိတ်ကလေးများများမျိုးကြပါကိုဘဝမှာဘယ်သူတရားပြက်ပြက်မပြက်ကိုမပြက်စီပဲမေတ္တာအပြည့်နဲ့အကျိုးလိုလားစိတ်ကလေးနဲ့သာလည်းဆက်ဆံကြည့်လိုက်စမ်းပါသိခံနိုင်မေတ္တာထားနိုင်ရင်ခွလွန်နိုင်မယ်ဆိုရင်ခွလွန်နိုင်တာနဲ့အမြအကျိုးသက်ရောက်မှုအများကြီးဖြစ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် မိမိသူတပါအကျိုးများစေဖို့အတွက်အာလုံလောကသားအာလုံသိခံကြပါခွင့်လွှတ်ကြပါမေတ္တာထားနိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းဝိညာဉ်ရဲ့ဒီနေ့ဓမ္မလက်ဆောင်ဒီမှာပဲဤကုန်ကံပအဆုံးတတ်လိုက်ရပြီတော့တည်